အရှိတအာရှနိုင်ငံများအသင်းအာဆီယံရဲ့အော်တိုဘာလ26ရက်နေ့တနင်္ဂနွေနေ့ကွာလာလမ်ပူးမှာကျင်းပတဲ့ထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာအာဆီယံခေါင်းဆောင်တွေကအာရှတိုက်ရဲ့သက်တမ်းအငယ်ဆုံးနိုင်ငံဖြစ်တဲ့အရှိတီမောနိုင်ငံကိုအာဆီယံဝင်ရောက်ခွင့်ကိုတရားဝင်အတည်ပြုပြီးတဲ့နောက်မှာတော့အရှိတီမောဟာ7နိုင်ငံမြောက်အာဆီယံအဖွဲ့ဝင်ဖြစ်လာပါပြီ။ တီမောလက်စတေလို့သိရှိကြတဲ့အရှေ့တီမောနိုင်ငံကအာဆီယံရဲ့၁၇နိုင်ငံမြအဖွဲ့ဝင်အဖြစ်နဲ့ကြီးညာချက်မှာလက်မှတ်ရေးထိုးအပြီးမှာတော့အရှေ့တီမောဝန်ကြီးချုပ်ရှာနန်နာဂူရှမာအိုကအာဆီယံအဖွဲ့ကြီးကိုဝင်ရောက်ခွင့်ရရှိလိုက်တာကအိမ်မက်တစ်ခုအကောင့်ထဲပေါ်လာခြင်းထက်ပိုပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒီကနေ့သမိုင်းဝင်ပြီလို့လည်းပြောဆိုခဲ့ပါတယ်။ အရှေ့တီမောနိုင်ငံဟာပေါ်တူဂီအုပ်ချုပ်မှုအောက်မှာရှိနေတဲ့အချိန်ကလေးကလက်ရှိသမ္မတဟိုဆေရာမော့စ်ဟော်ဒါကတီမောကိုအနာဂတ်မှာအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်နဲ့ဖွံ့ဖြိုးအောင်မြင်စေချင်တဲ့ရည်မှန်းထားချက်တွေပြည့်ဝသွားတာလည်းဖြစ်ပါတယ်။တီမောလက်စ်တေပြည်သူတွေအတွက်ဒါကအိမ်မက်တစ်ခုအကောင့်ထဲပေါ်လာခြင်းသာမကပဲနိုင်ငံရဲ့ရှောက်လန်းရမယ့်ခရီးအတွက်အားကောင်းတဲ့အတည်ပြုချက်တစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒါကခံနိုင်ရင်ရှိမှုစိတ်ပိုင်းဖြတ်မှုနဲ့ ျော်လင့်ချက်တွေနဲ့အမှတ်အသားပြုထားတဲ့ခရီးတစ်ခုပါပဲလို့အရှိတီမောဝန်ကြီးချုပ်ဂူရှမာအိုကပြောသွားပါရှင်။